င်္ဂလာပါအသက်ရှင်တော်ဘုရားသခင်အကြီးစိုးတော်ကိုချီးမွမ်းပါれသာဝရဘုရားသခင်နှုတ်ကပတ်တော်အဖြစ်ရွှေခန္ဓာဓမ္မမိတ်ဆွေများကိုခွန်အားပေးဝင်ငါချင်ပါれစာလံ34အငယ်6မှာ စင်းရဲသောသူဤအော်ဟစ်တန်ကိုထာဝရဘုရားကနားထောင်၍ခတ်သိမ်းသောစင်းရဲချင်းတဲ့ကကယ်လွတ်တော်မူတယ်လို့ပြောပါတယ်ထာဝရဘုရားဟာကောင်းမြတ်တဲ့ဘုရားတစ္ဆာရှိတဲ့ဘုရားလူသားများကိုချစ်သောဘုရားဖြစ်ပါတယ်သခင်ယေရှုကိုယ်တိုင်က စင်းရဲသားတွေကိုကယ်လွတ်ဖို့ရန်အတွက်ကြွလာတယ်လို့ဂတိပေးပါတယ်ဒါကြောင့်သင်ရဲ့အသက်တာထဲမှာ ဘယ်လိုဆင်းရဲဒုက္ခမျိုးနဲ့တွေ့ကြုံရင်ဆိုင်နေရပါသလဲ။ထာဝရဘုရားသည်တနာချင်းဂယုနာရှိ၍ကယ်တင်တော်မူသောဘုရားဖြစ်ပါれ။စာလံ34အငယ်6အရဆိုရင်ထာဝရဘုရားဟာစီးရဲသားတွေရဲ့ဆုတောင်းချက်ကိုနားထောင်တဲ့ခတ်သိမ်းသောဆင်းရဲခြင်းတွေကကယ်လွတ်တယ်။ဒါကြောင့်အော်ဟစ်ပြီးဆုတောင်းဖို့လိုအပ်တယ်ဆိုတာအချက်၃ချက်နဲ့ကျွန်တော်ဆင်ခြင်သွားမှာဖြစ်ပါれ။ ဖယားသခင်ကစင်ရဲသားတွေရဲ့အော်ဟစ်တန်ကို တကယ်နားထောင်သလားဆိုတာယောဘရဲ့အသက်တာထဲမှာကျွန်တော်ဆင်ခြင်တဲ့အခါမှာတွေ့ရပါတယ်။ယောဘအခန်းကြီး1ကိုကြည့်တဲ့အခါမှာစာတမန်နာရဲ့ဖြည့်စည်မှုကြောင့်ယောဘရဲ့ကြွယ်ဝချမ်းသာခြင်းနဲ့အကုန်လုံးနေခြင်းညခြင်းမှာ ုန်ဆုံးသွားပါတယ်။သားတွေသမီးတွေအကုန်လုံးတေဆုံးခဲ့ရတယ်။အုပ်စာတွေအကုန်လုံးဆုံးရှုံးခဲ့ရတယ်။နောက်ဆုံးတော့သူ့အမျိုးသမီးတောင်သူ့ကိုမျက်တာမရှိဘဲသူ့ကိုဆွန့်ခွာကြတယ်။အင်မတန်ခင်မင်စရာကောင်းတဲ့တငယ်ချင်းတွေကလည်းသူ့ကိုဆွန့်ပစ်ကြတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်ယောဘရဲ့ဆင်းရဲခြင်းကိုကျွန်တော်ဆင်ခြင်ကြည့်တဲ့အခါမှာမိမြပင်ဆင်းရဲနေပါတယ်လေ။အဲဒီဆင်းရဲတဲ့ယောဘရဲ့အသက်တာဟာ ဖျားသခင်သူ့ကိုနားထောင်သလားယောဘအခန်းကြီး40နဲ့နှစ်အငယ်30မှာယောဘသည်အဆွေအခင်ပွန်းတို့အဖို့ဆုတောင်းပြီးမှ သူခံရသောဒုက္ခအကြောင်းကို ထာဝရဖျားသည်ပယ်ရှင်း၍အရင်ထက်နဆသောဥစ္စာကို ပေးတော်မူ၏လို့ဖော်ပြထားပါတယ်။သူ့ရဲ့စင်ရဲ့ချင်းထက်မှဖျားကိုမမေ့ဘူး၊သစ္စာမပြတ်ဘူး။ သူတပားကိုလည်းအပြစ်မတင်ဘူးဖယားသခင်ကိုလည်းအပြစ်မတင်ဘူးထာဝရဖယားကိုပဲဆူတောင်းတယ်မြေတားနဲ့ပဲတုံ့ပြန်ပြီးတော့အသက်ရှင်တယ်ဒီလိုအသက်ရှင်သောယောဘကိုဖယားသခင်ကနဆသောဥစ္စာကောင်းကြီးများကိုပြန်၍ပေးတယ်လို့ပြောပါတယ်ချစ်စွာသောမိတ်ဆွေဒီလောကကောင်းကြီးမရရင်တောင်ကျွန်တော်တို့ဆင်းရဲခြင်းတွေက မပြောင်းလဲနိုင်တဲ့မဖောက်ပြန်နိုင်တဲ့မပြည့်စည်နိုင်တဲ့မပုတ်တတ်တဲ့ဝိညာဉ်နဲ့ဆိုင်သောကောင်းကြီးများကိုရရှိဖို့ရန်အတွက်ဖယားသခင်သင်အသက်တာမှာအလိုရှိပါတယ်။ဒါကြောင့်စိတ်မပြတ်ပဲနဲ့စင်ရဲ့ခြင်းထဲကဖယားသခင်ကိုစွတောင်းဖို့ဖယားသခင်ကစွတောင်းတန်ကိုနားထောင်နေဆိုတာနားလေပြီးတော့ဖယားရဲ့ဂတိတော်အတိုင်းအသက်ရှင်ဖို့ရန်အတွက်ခွန်အားပေးချင်ပါတယ်။နမနစ်တစ်ချက်ကဖယားသခင်တကယ်ကယ်တင်သလားဆိုတာ တမားကျန်းစာကိုကျွန်တော်ကြည့်တဲ့အခါမှာထွက်မြောက်ရကျန်းထဲမှာအဖြစ်အပျက်များစွာရှိပါတယ်။ဣတရေလလူမျိုးတွေကျွံဘဝကနေထွက်လာတဲ့အခါမှာနောက်ကဖာရောဘီယံစစ်တပ်ကြီးနဲ့လိုက်လာတဲ့ရှေ့မှာအေဒုံပင်လယ်ကြီးရှိတယ်။ဒီအခါမှာဘယ်လိုလုပ်မလဲ။ဘလောက်စိုးရင်เสียကောင်းတယ်လဲ။တားတွေတမီးတွေအုပ်စားတွေအကုန်လုံးအသက်တွေဆုံးရှုံးရမယ်။ပြဿနာနဲ့တွေ့ကြုံရင်ဆိုင်နေရတယ်ဒီအခါမှာမောရှိကဘာပြောတယ်လဲ ထွက်မြောက်ရအခန်းကြီး14အငယ်73 74မှာမောရှေကလည်းမစိုးရင်ကြနဲ့ငြိမ်ဝတ်စွာယက်နေကြထာဝရဘုရားသည်ယနေ့ပြတော်မူသောကဲတင်ခြင်းကျေးဇူးကိုကြည်ကြလော့သင်တို့ယနေ့မြင်သောအဲကုတ်တို့လူတို့ကိုနောက်တဖန်အလင်းမမြင်ရကြသင်တို့တပည့်၌ထာဝရဘုရားစစ်တိုက်တော်မူမည်သင်တို့သည်ငြိမ်ဝတ်စွာ နေရကြမည်ဟု လူတို့အားဆို၏ ဖျားသခင်ကဘလောက်ကြီးမြတ်တတ်နိုင်တယ်လဲဆိုတာလက်တွေ့အသက်တာမှာတကယ်တွေ့ကြုံခံစားတဲ့မောရှိကလုံးဝမစိုးရင်ဘူးစည်ရခြင်းတွေကတေတော့မယ်အကုန်ပျက်စီးတော့မယ်လူအနေနဲ့ဆိုရင်တော့ဟာမောရှိကိုဝိုင်းအပြစ်တင်ကြတာအဲ့ဒီအဖြစ်ပြက်မှာကြည့်တဲ့အခါမှာလေ မောရှိကိုလည်းအပြစ်တင်ဖျားသခင်ကိုလည်းအပြစ်တင်ငါတို့ဂျုံဘဝမှာနေရတာတော့အေးစေဖြစ်ပါသေးတယ်အခုကြမှာဒီဖျားနောက်ကိုလိုက်မှာဒီဖျားစကားနာထောင်မှာခမားနောက်ကိုလိုက်မှာငါတို့တွေတည်တော့မယ်ငါတို့တွေဒုက္ခတော့ရောက်တော့မယ်ဆိုပြီးမြောက်များစွာသောလူတွေက အပြစ်တင်ကြတယ် ဖရာရဲ့ကြီးမြတ်ခြင်းဖရာသခင်တတ်နိုင်တော်မူခြင်းကိုလက်တွေ့မခံစားတဲ့ဖရာနဲ့ဝေးတဲ့သူတွေရဲ့အသက်တာကတော့ဒီလိုပဲဖြစ်မှာပဲဒါပေမဲ့ဖရာနဲ့တကယ်ယဉ်နီးပြီးတော့အသက်ရှင်တဲ့မောရှေရဲ့အသက်တာတော့ဖရာတတ်နိုင်တယ်ဆိုတာလုံးဝယုံတယ်လုံးဝစိတ်ချတယ်ဖရာသခင်ကယ်မယ်ဆိုတာလည်းတကယ်ပဲဖရာသခင်ကတိတော်ပေါ်မှာစိတ်ချတယ်ဒါကြောင့်မလို့အာမခံလိုက်တယ်အဲ့ဒီလူတွေကိုမစိုးရင်နဲ့ဖရာသခင်ကယ်မယ် ဖယောသခင်ငါတို့ကိုပို့မယ်ဒီလောက်သိုးသွမ်းတဲ့လူကိုနောက်တစ်ခါမမြင်ရဖို့ဖယောသခင်ကငါတို့နဲ့ကင်းကွာစေမယ်ဆိုပြီးအာမခံပြီးတော့မှပြန်ပြီးတော့ပြောတယ်ဆိုတာကျွန်တော်တွေ့ရတယ်ချစ်စွာသောမိတ်ဆွေဒီကနေ့ဖယောသခင်တကယ်တတ်နိုင်တယ်ဆိုတာမိတ်ဆွေရဲ့နှလုံးသားထဲမှာရင်းရင်းနီးနီးတကယ်သိကျွမ်းပြီလားတကယ်သိကျွမ်းရင်တော့ဘယ်လောက်ဒုက္ခဆင်းရဲခြင်းတွေ့ကြုံခံစားရင်လဲ အဲဒီအထဲကဖယားသခင်ကယ်နိုင်တယ်ဖယားသခင်ကိုစိတ်ချနိုင်တယ်ဖယားသခင်ကိုအားကိုးပါမစိုးရိမ်နဲ့လို့အားပေးချင်ပါတယ်နံပါတ်3တစ်ချက်အဲဒီအခက်ခဲအဲဒီပြဿနာတွေတွေ့ကြုံတဲ့အခါမှာကျွန်တော်တို့ဘာလုပ်ရမှာလဲဖယားသခင်ကိုပဲအော်ဟစ်ရမှာဖယားသခင်ကိုပဲကျွန်တော်ဆုတောင်းရမှာဖြစ်တယ်စာလံ90အငယ်15မှာစာလံဆရာဒါဝိဒ်ကပြောလဲ အမှုရောက်သည့်ကာလ၌ငါကိုပထနာပြုလော့ငါသည်ကယ်လွတ်မည်တင်သည်လည်းငါကိုချီးမွမ်းလိမ့်မည်ဟုမိန့်တော်မူ၏ကျွန်တော်တို့ဆင်းရဲခြင်းဆိုရက်အမှုနော်ဒီပြဿနာတွေတွေ့ကြုံရတဲ့အခါမှာကျွန်တော်ဘာလုပ်ရမှာလဲဆုတောင်းရမယ်ဘုရားသခင်ကိုအော်ဟေးရမယ်ဘုရားသခင်တတ်နိုင်တော်မူသောဘုရားကိုကျွန်တော်ဆုတောင်းရမယ်ကိုယ်အမှုရာကိုဘုရားသခင်ကိုအပ်ပြီးတော့ဘုရားသခင်ကိုအားကိုးဖို့ဖြစ်တယ် လူကိုအားကိုးဖို့မဟုတ်ဘူးငွေကိုအားကိုးမဟုတ်ဘူးလောကမြင်ရတဲ့အရာတွေအားလုံးကဖောက်ပြန်ပျက်စီးမဲ့အရာတွေဖြစ်တဲ့အတွက်ဒီအရာတွေကိုအားကိုးဖို့ဘုရားသခင်အလိုတော်မရှိဘူးဒါကြောင့်ဒါဝိမင်းကြီး အမှုရောက်တဲ့ပြက်တနာရောက်တဲ့စင်ရဲ့ချင်းထဲကသာဝရဘုရားကိုပဲအော်ခစ်ပြီးပတနာပြုတယ်။ဒါကြောင့်ဘယ်လောက်ပဲစင်ရဲနေရင်လည်းဘုရားသခင်ကို အားကိုးဖို့အမိပြုဖို့လိုအပ်ပါတယ်။ဟေဘဂုတ်အခန်းကြီး 3အငယ်16ကနေ19မှာတင်းဘောတဖန်းပင်မပွင့်ရစပြစ်သီးပင်မတီးရတန်လွင်ပင်ဤကျေးစုကို မျောလင့်၍မခံရလေတို့ဤအသီးအနံကို မပေးရတိုးချာ၌တိုးကုန်၍တင်းကုန်၌နွားမရှိရသို့တော်လေသာဝရဖျား၌ငါဝမ်းမြောက်၍ငါကိုကယ်တင်တော်မူသောဖျားသခင်ကို အမိပြုလျက်ရှင်လန်းမည် အရှင်သာဝရဖရာသည်ငါ၏အစွမ်းတတ္တိဖြစ်တော်မူ၏ငါခြေကိုတမင်ခြေကဲ့သို့ဖြစ်စေ၍ငါ၏မြင့်ရာအရက်ပေါ်မှာငါကိုနေရာချတော်မူမည်အာမင်သူ့ရဲ့အသက်တာထဲမှာပရောဖက်ဟေဘဂုရဲ့အသက်တာထဲမှာဘာမှအစင်မပြေတော့ဘူးသင်္ဘောတဖန်းပင်လည်းမပွင့်တော့ဘူးစပြစ်သီးလည်းမသီးတော့ဘူးတန်လွင်ပင်လည်းဘာမှမျောလင့်လို့မရတော့ဘူးတိုးချံထဲမှာတိုးတကောင်မှမရှိတော့ဘူး တင်းကုတ်ထဲမှာနွားအကုန်ကုန်သွားပြီဒါပေမဲ့ဝမ်းမြောက်တယ်။ဘာကြောင့်လဲဒီအရာတွေမရှိတော့လေဒီအရာရဲ့ပိုင်ရှင်ဖျားရှိတယ်။ဒီအရာထက်ပိုကောင်းတဲ့ဒီအရာထက်ပိုကြီးမြတ်တဲ့ပိုတန်ဖိုးရှိတဲ့ဖျားရှိတယ်ဆိုတဲ့အတွက်သူဟာအဲဒီဖျားနဲ့တကယ်ရင်းနေတဲ့အခါမှာဖျားကိုစိတ်ချတယ်။ဒါကြောင့်သူစိတ်မပြတ်ဘူး။ဖျားသခင်နိုင် ဝမ်းမြောက်တယ်ဆိုတာကျွန်တော်တွေ့ရတယ်เนาะဒါကြောင့်သူဘာပဲလုပ်လဲဖះကိုပဲအမြင်ပြုတ်တယ်ဖះကိုပဲအော်ဟစ်တယ်ဖះကိုပဲဆူတောင်းတယ်ဆိုတာကျွန်တော်တွေ့ရတယ်ဒါကြောင့်ချစ်စွာသောမိတ်ဆွေသင်ခံနေရတဲ့ဒုက္ခဆင်းရဲခြင်းပြဿနာကကျွန်တော်ထင်ပါတယ်ဟက်ဘကုတ်လောက်ကြီးမားပါမလားဒါဝိမင်းလောက်ကြီးမားပါမလားဣသရေလလူမျိုးတွေနောက်ကနေပြီးတော့ဖာရောဘုရင်ကြီးလိုက်လာတဲ့ရှေ့မှာတော့အေဒုံပင်လဲဒီလောက် ပေးချက်နှံချက်အခက်ခဲနဲ့တင်တွေ့ကြုံနေရပါသလားဒီအထဲကကဲတင်နိုင်သောသူဟာတပါးတည်းရှိတယ်ထိုအရှင်က ထာဝရဘုရားဖြစ်ပါတယ်ထာဝရဘုရားသခင်ကဆင်းရဲသောသူနှင့်ချသောသူဘုရားသခင်ကကြည်ရှုတဲ့ဘုရားဖြစ်ပါတယ်စာလံ138အငယ်6မှာထာဝရဘုရားသည် မြင့်တော်မူတော်လဲ နှိမ်ချတော်သူတို့ကို ကြည်ရှုတော်မူ၏စိတ်မြင့်တော်သူတို့ကိုကအဝေးကတည်တော်မူ၏ဒီမှာဗာပြောလဲဖယားသခင်အလွန်မြင့်မြတ်တော်မူတဲ့ဖယားဖြစ်တဲ့အမြင့်မာတကယ်ဘယ်အရာမှသူ့အလောက်အဆင်မီတဲ့သူတယောက်မှမရှိဘူးကဘာပေါ်မှာဉာဏ်ပညာကို ကြည်မလားအရာခတ်သိန်းကိုပိုင်တဲ့အတွက်ကြွယ်ဝချင်းကိုကြည်မလားမတတ်နိုင်တဲ့တခုမှမရှိဘူးဖြစ်စေဆိုတဲ့အမိန်ပေးလိုက်တာနဲ့အရာအလုံးကို ဖြစ်စေတဲ့ဖရာကဘလောက်ကြီးမြတ်ပြီးတော့ဘလောက်မြင့်မြတ်တယ်လဲအဲ့ဒီလိုမြင့်မြတ်တဲ့ဖရာကတဲ့နှိမ်ချတော်သူတို့ကိုကြည်ရှုတော်မူ၏အာမင်ဒါကြောင့်ကျွန်တော်တို့နှိမ်ချနေတဲ့ကျွန်တော်တို့စည်ရဲနေတဲ့ကျွန်တော်တို့အခက်ခဲတွေတွေ့ကြုံနေတဲ့အခါမှာဖရာသခင်ကကျွန်တော်တို့ကိုကြည်နေတယ်ဘယ်သူမှမကြည်ရင်လဲဘယ်သူမှမမြင်ရင်လဲဘယ်သူမှကြွမဆိုင်ရင်လဲ ဖရာသခင်ကကြည်ရှုဂယုစိုက်နေပါတယ်ဆိုတာဒီကနေ့ဖရာသခင်နှုတ်ကပတ်တော်အပြင်ခွန်အားယူစေခြင်းနဲ့ဟာဂရအဘိဟံရဲ့ကျွန်မဟာဂရရဲ့အသက်တာကပောက်ချံအခန်းကြီး16လောက်ကိုကျွန်တော်ကြည့်တဲ့အခါမှာအငဲတစ်ကနေပြီးတော့ကြည်သွားလိုက်ပါအဘိဟံမှာကျွန်မသူ့ရဲ့ကျွန်မဖြစ်တယ်သူ့မှာတားမရနိုင်ဘူးဒီအခါမှာသူ့ရဲ့ဇနီးစာရဲက ကျွန်မလေးနဲ့နေပါလို့ခွင့်ပြုလိုက်တဲ့အခါမှာနေလိုက်တော့ကိုဝင်ရသွားပါတယ်ဒီလိုကိုဝင်ဝင်ရသွားတဲ့အခါမှာဘာဖြစ်လာသလဲအငယ်6မှာအာဗြံကလည်းတင်ဤကျွန်မသည်တင်လက်၌ရှိ၏သူ၌ပြုတ်ချင်သမျှပြုတ်ပါစေလော ဟုစာရဲအာပြန်ပြောလင်စာရဲသည်ကျွန်မကိုညင်စေသဖြင့်ကျွန်မသည်တခင်မထံမထွက်ပြေးလေ၏ကျွန်မနော်အစင်တန်းမရှိဘူး ဘလောက်တနာเสียကောင်းတယ်နော်ဒီအာတနည်းအားဖြင့်ပြောမယ်ဆိုရင်တော့အာဘိဟံနဲ့မနေချင်းပေမဲ့ကျွန်ဖြစ်တဲ့အတွက်ကိုယ့်ရဲ့စန္ဒကိုယ့်ရဲ့အလိုတောင်မှနော်ကိုငင်းပိုင်ခွင့်တောင်မရှိဘူးဒီအခါမှာကျွန်တခင်မရဲ့အစေကိုခံရတဲ့ကျွန်မဖြစ်တော့ကြောင့်တခင်မခိုင်းသမျှကိုသူကလောက်ရတာဖြစ်တယ်ဒီအခါမှာကိုဝင်ရလာတယ်ကိုဝင်ရလာတဲ့အခါမှာ တခင်မကဘာထတ်လို့တလဲစာရဲသည်ကြုံမကိုညင်စေသဖြင့်ဘယ်လောက်ထိစိတ်ဆင်းရဲမလဲဆိုတာစဉ်းစားကြည့်လိုက်ပါနော်ထမဲဝါအောင်ကိုကြွေးပါမလားကောင်းမွန်စွာကအိယာပါမလားညင်စေတယ်လို့ပြောပါတယ်ဒီအခါမှာမခံနိုင်တော့တဲ့အဆုံးဒီကြုံမဟာဂရကထွက်ပြေးရတယ်ဆိုတာကျွန်တော်တွေ့ရပါတယ်နော်ဘလောက်တနာเสียကောင်းလဲဘလောက်ဆင်းရဲတယ် ်စိတ်ပိုင်းဆင်းရဲမယ်ကိုယ်ခန္ဓာပိုင်းလည်းဘာမှမမရှိတဲ့အသက်တာ သူများအိမ်မှာကြုံခံရပါလေဆိုမှ ထွက်ပြေးရပြီဆိုရင်ဘာရှိတော့မှာလဲသူ့ရဲ့အသက်တာမှာသို့တော်လေထာဝရဖရာကကပောက်ဆက်ချောက်ငယ်ဆက်တဲ့တင်းဒီကိုဝန်ဆောင်သည်ဖြစ်၍တားယောက်ျားကို ဖွားမြင်လိမ့်မည်ထိုတားကိုဣရှမေလအမိဖြင့်မဲရမည်အကြောင်းမူကားထာဝရဘုရားသည်သင်ဤဆင်းရဲဒုက္ခကို ကြားတော်မူပြီ ဒီကျွန်မလေးရဲ့အတ္တတာကိုဖယားသခင်ကဘယ်တော့မှမမေ့ဘူး။ဒါကြောင့်သင်ဟာကျွန်ခံနေရသလားအဆင့်တန်းမရှိဘူးလို့သူများမြင်ချင်းခံနေရပါသလားစွန့်ပစ်ချင်းခံရသလားနင်ထုတ်ချင်းခံနေရသလားဘယ်အတ္တတာမှာသင် အသက်ရှင်နေရသလဲတမန်ကျမ်းစာမှာပြောပါတယ်။ထာဝရဘုရားသည် သင်ဤဆင်းရဲဒုက္ခကိုကြားတော်မူပြီလို့ပြောပါတယ်။ဒါကြောင့်အားပေးချင်ပါတယ်ချစ်စွာသောမိတ်ဆွေ။ စင်ရဲတော်သူနှိမ်ချတော်သူတို့ကိုကြည်ရှုတော်မူသောဖရာတနာတော်မူသောဖရာဖြစ်ပါတယ်ဒါကြောင့်ဆာလံ34အငယ်6ကပုံပြင်ဒန္တာရီမဟုတ်ပါဘူးဒါဝဲရဲ့အသက်တာအแทမှာသူကိုယ်တိုင်တွေ့ကြုံရင်ဆိုင်ခဲ့ရတဲ့အရာဖြစ်ပါတယ်ဓမ္မရာဆိုရင်ပထမစာဆောင်အခန်းကြီး21အငယ်30ကနေ15လောက်ကိုကြည့်တဲ့အခါမှာဒါဝိဘလောက်ထိဆင်းရဲခြင်းခံခဲ့ရသလဲ ရှောလူရဲ့တတ်မတော်ကြီး လိုက်ပြီးတော့နေနင်းတိုက်ခိုက်သူ့ရဲ့အသက်ကိုတတ်ဖို့ရန်အတွက်လိုက်ပြီးတော့ရှာတဲ့အခါမှာဘလောက်အထိစင်ရခြင်းတွေ့ကြုံရင်ဆန်ရသလဲဒီအခါမှာသာဝရဘုရားကိုပဲအော်ဟစ်တယ်သာဝရဘုရားကိုပဲဆုတောင်းတယ်ဒီအခါမှာစင်ရသားကိုတနာတော်ဖရာစင်ရသားရဲ့တို့ရဲ့ဒုက္ခကိုကြားသိတော်မူသောဖရာကဒါဝိဒ်ကိုကယ်ခဲ့တယ်ဒါကြောင့်ချစ်စွာတော်မိတ်ဆွေ တင့်ရဲ့အသက်တာတွေ့ကြုံနေရတဲ့ဆင်းရဲခြင်းဒုက္ခပြတနာအားလုံးထဲကဖရာသခင်မြင်နေတယ်။ဒါကြောင့်ဖရာသခင်ဟာဆင်းရဲသားတွေကို နားထောင်တယ်။ဆင်းရဲခြင်းတွေကကယ်လွတ်နိုင်တယ်။ဒါကြောင့်ထာဝရဖရာကိုသာ အော်ဟစ်လက်အမိပြုလက်အားကိုးလက်ဆုတောင်းလက်အသက်ရှင်ကြပါစို့လို့မြတ်တာအဖြစ်ဝေငှခွန်အားပေးပါတယ်။ဓမ္မမိတ်ဆွေအားလုံးပေါ်မှာဖရာသခင်အသက်တပံကောင်းကြီးပေးပါစေ။ Thank you. 那个诺言，飘满尘土，也都不